မင်္ဂလာပါရှင်ကတိသတင်းဌာနရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာတော့နိုင်ငံကတိုက်ပွဲအတွင်းစစ်ကူလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်26ရွှေဖမ်းပြီးလက်နက်ကင်းများတင်စီရရှိနိုင်ငံတိုက်ပွဲမှာစကန်ပြန်ရရွံ့စစ်ကူလာရောက်တဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့ရပြီးချင်းကာကွယ်တဲ့အရှုကစစ်ကော်မရှင်တပ်ဖွဲ့ဝင်26ကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။ စီရီယရှော်ကဘီကက်စ်တင်ပါလာကနေအော်တိုဝါလာအထိစစ်ကော်မရှင်မတရားတပ်ဖြင့်စစ်မှုထမ်းရန်စူးစမ်းခြင်းခံရတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်26ဦးရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ထို့ပြင်နေရီကန်လန်ဟောင်တရှောက်နေမြေရှင်းလင်းလှုပ်ဆောင်စဉ်လက်နက်ငယ်လေးလံနဲ့ခဲအများပြားတင်ဆင်ရမိခဲ့ကြောင်းစီရီယရှော်ကနိုဝင်ဘာလ2ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ချင်းကကွေတက်ရှူကနိုင်ရီကံပြာကုန်ကိုစစ်ကူလာရောက်တဲ့စစ်ကော်မရှင်စစ်ကြောင်းတွေကိုတခြားတော်လိုင်းမဟာမိတ်တပ်တွေနဲ့ပူးပေါင်းလျက်ကြားပြတ်တိုက်ခိုက်ခြင်းနဲ့တွန်းခုခံတိုးစစ်စင်တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိကြောင်းစီဒီအက်ရှူတန်းကနေသိရတယ်စစ်ကောင်မရှင်ကနိုင်ကံပြွာစကန်းကုန်မကြဆုံးစီရဲ့အတွက်လေကြောင်းပစ်ကိုစစ်ကိုရေးဆက်မပြတ်ပေးနေမှုတွေကို CDS ရှိုကတခြားတော်လိုင်းမဟာမိတ်တွေနဲ့အတူပူးပေါင်းစစ်စင်တိုက်ပွဲတွေမှာပါဝင်ခဲ့ကြောင်းသိရတယ်။နိုင်ကံတိုက်ပွဲနှစ်လအတွင်း CDS ရှိုမှာတပ်ဖွဲ့ဝင်တွေအသက်ပေးလူရပြီးခြေလက်အင်ကားဆုံး ဆုံးရှုံးသူ၂ဦးတခြားတိကြိုက်တန်ရရှိသူတပ်ဖွဲ့ဝင်9ဦးတိရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာစစ်ကော်မရှင်ကနိုင်ငံပြကိုအင်အားပြေပါစစ်ရင်တန်းနေနဲ့ချင်းလင်းစစ်ကြောင်းတွေကိုစတိုက်ပို့ဆောင်နေကြောင်းသိရပါတယ်။ဆက်လက်ပြောလေကေကောဒေတာတိုက်ပွဲခမ900ကိုတိုင်ရင်အထိနာပြီးပြန်ဆောက်ခဲ့အများပြားတင်ရ ကင်းပြင်းနဲ့လေးကေကော်မျိုးတင်နာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တပ်မ20နှစ်လောက်ကန်ခမာယ200ကိုတိုင်ရင်အထိနာပြီးပြန်ဆုတ်ခွာရကအဲ့ဒီတိုင်ရင်တန်ကကဲနဲ့အများပြတင်ရခဲ့လို့မြေပြင်ရဲဘော်နဲ့စစ်သည်တွေမြစ်ကပြောပါတယ်တိုက်ပွဲရဲ့ရက်ဆက်ပြင်းထန်တဲ့လေးကေကော်ဒေတာနာမှာပြီးခဲ့တဲ့အောက်တိုဘာ31ရက်ကရသေးကုန်နေမှာတက်မှ20နှစ်လောက်ကခါမှ200ကိုတိုင်နဲ့ဒေါ်လိုက်ပူပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာခါမှ200ကိုတိုင်အထိနာလို့ပြန်ဆုတ်သွားရပြီး အလောင်းနေတဲ့ခဲနဲ့အများပြကြံခဲ့လို့တော်လင်းရေပေါ်နဲ့စေတဲ့မြေကပြောတယ်တမ6ဒေတာကစေတဲ့မြေကလည်းတမတမ20နဲ့တမမူကတော့နေတလုံးမို့တလုံးနဲ့လို့အော်တိုဘလ30ရက်ကတမ20နဲ့အတိနာသွားရပေါ်အမှတ်ချက်ပြုပါရယ်။မြေပြင်ကရေပေါ်တွေပေါ်ပြထားမှုမှာတော့ကြည်တွင်နဲ့လက်နက်ကြီးကြီးအများပြသိရခဲ့အောင်တွေ့ရတယ်။အော်တိုဘလ30ရက်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ဒီမိုကရက်တစ်ကင်အကျိုးပြုတမ်တော် DKBA တိုင်းချုပ်ဒေတာဘလူးရာကိုတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့ မိဘန်ကိုရောင်120မမလက်နက်ကြီးကြီးထိမှန်ပြီးမိလောင်ပောက်ကွဲမှုဖြစ်ခဲ့လို့သိရတယ်။စစ်တပ်က၄ကီကော့ဒေတာကိုစတင်မှာ20တန်းကစပြီးတမ20နှစ်လောက်ကတိုင်းရင်တွေကိုတောင်းရင်တပြွာဖွဲ့ပြီးပြွာ3ခုနဲ့ခွဲပြီးစစ်ကြောင်းတို့တိုက်ခိုက်နေတာပါ။ပြွာ20နှစ်ပြွာနှစ်3လုံးပြွာနှစ်နှစ်3ဆိုရဲ3ပြွာနဲ့တပြွာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထုတ်လာလို့ပူပေါင်းဆင်ရင်မှုပုံမှုသူရစောတာဘောကပြောပါတယ် ကင်းပြင်းနဲ့၄ကိတ်ကဒေတာတက်မှ20နှစ်လောက်ခံပြွာ3ပြွာနဲ့စစ်သားအင်အား1200ကျော်3စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလတစ်လအတွင်းမှာဒုတရင်မှုတအုပ်ပောင်းဝင်150ခန်းတေဆုံးမိ200ခန်းတန်ရရှိကထိနာနေလို့ပူပေါင်းစစ်ဆင်မှုပုံမှုဒူရာစောတာဘောကပြောတယ်လေကေကဒေတာတိုက်ပွဲတလအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့လေးဦးအလင်းဝင်လာပြီးမြေပြင်မှာတင်စီရမိတာကလက်နက်၅လက်နဲ့စစ်သားတို့ဖမ်းဆီးရမိတယ်။စစ်တပ်ကလေကေကဒေတာတိုက်ပွဲအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်လိုက်တပ်သားတွေကိုအများဆုံးအုံပြထားတယ်လို့လည်းပြောပါရတယ်။ ဆက်လက်ပြီးတာဂိတရဲစကန်ကိုမြို့ပြအဖွဲတိုက်ခိုက်ရန်ကုန်မြို့တာဂိတမြို့နယ်ရဲစကန်ကိုလက်လုံမိုင်းနေလက်ပြဘုံတွေနဲ့တိုက်ခိုက်ရာစစ်ကောင်စီလက်အောက်ခံရဲတွေထိခိုက်မှုရှိတယ်လို့မြို့ပြကြွယ်အဖွဲတောင်းရှင်သူကပြောတယ်။ဘုံနှလုံးလက်လုံမိုင်းနှလုံးရဲစကန်ဝင်တီရောက်တယ်လို့စစ်စင်ရင်နဲ့ပတ်သက်ပြီးပြောတယ်။အဲ့ဒီတိုက်ခိုက်မှုကိုနိုဝင်ဘာ၁ရက်ည၁၀နာရီခွဲခန့်မှာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးရဲစကန်ဘက်ကပြန်လည်ပြစ်ခတ်မှုတွေရှိပေမဲ့ရဲဘော်အားလုံးပေးခင်ပါတယ်။ရောက်ကတော့ရောက်တီတုတ်တန်အပြင်ထပ်လို့တရင်ရထားတယ်ဖြစ်စင်မှာတိကိုက်မှုနဲ့ပတ်သက်လို့တိကျတိပြနိုင်တာတော့မရှိပါဘူး မြပြည်သတင်းတွေကိုဖော်ပြလေရှယ် line info ရဲ့ telegram စာမျက်နှာမှာတော့နိုဝင်ဘာလ10ရက်ညကရဲစကန်ပတ်မှာပောက်ကွဲတဲ့တုံးချက်လောက်ကြာရတယ်လို့သတင်းပေးပို့ချက်ရဖော်ပြထားတယ်။မြို့ပြကျွမ်းအနေနဲ့စစ်ကောင်စီရဲ့ပအဝင်တောက်တိုင်နေတဲ့စစ်ကောင်စီနဲ့ပူးပေါင်းပြီးပြည်သူတွေပေါ်ပြားပေးလှုပ်ဆောင်နေသူတွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့သတင်းထုတ်ပြန်တယ်။ဆလဘီငဖဲမြို့နယ်နေရီခံပြွာကုန်းကိုလာတဲ့စစ်ကိုစစ်ကြောင်းတွေကိုပိတ်ဆို့တိုက်ခိုက်မှုစစ်သားရင်တိုက်ဆုံမိနေဆက်ကြောင်းရှင်ဖမ်းပြီးလက်နက်ကန်နဲ့စစ်တုံးဆောင်များတင်စီရမည်။ မကွေးတိုင်းကဖဲမြို့နယ်နေအိမ်ကပြွာကောင်ကိုစစ်ကူပိုစစ်တဲစစ်ကြောင်းတွေကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ရမှာစစ်သားများပြားတည်ဆောင်ပြီး26ရောင်ရှင်ဖမ်းမိကလက်နက်ကန်နဲ့စစ်တုံးဆောင်နေတင်းစီရရှိခဲ့ကြောင်းစီရဲအရှူကသတင်းနဲ့ပြန်ကြိုင်းတာဝန်ရှိသူဆိုင်ရိုချင်းကပြောပါတယ်စတင်ပါလဆန်ကစပြောငဖဲမြို့နယ်နေအိမ်ကပြွာစကန်ကိုအမှတ်905အမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မှာအင်အားစုဖွဲ့တက်လာတဲ့စစ်တပ်စစ်ကြောင်းကိုချင်းကာကွယ်ရေးတဲ့အရှူကအပါဝင်တော်လိုင်းပူပေါက်တပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွေစစ်သားများပြားတည်ဆောင်ပြီးလက်နက်ကန်နေတင်းစီရရှိခဲ့ပါတယ် မဆက905မှာစုဖွဲ့ပြီးအင်အားတွေစုဖွဲ့ပြီးပေါ်တဲ့လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်နေစေပါတကယ်ဥတီရဲ့တော်လိုင်းတက်ဖွဲ့တွေဖြစ်လာတော်လိုင်းတက်သားတွေဖြစ်လာအကြံပြုချက်တွေပေးစေချင်ပါတယ်တော်လိုင်းတက်ဖွဲ့တွေကိုကြောက်ရွံ့စရာမဟုတ်ဘဲနဲ့ဝေဖန်ထောက်ပြတဲ့ပြည်သူတွေလည်းအများကြီးထွက်ပေါ်လာစေချင်တယ်လို့ CDS ရှိုးကသတင်းနဲ့ပြန်ကြားတောင်းရှိသူစလိုက်ရူချင်းကပြောပါတယ်စစ်တပ်ကနေကစကန်ပြွာကုန်မကြဆောင်စဉ်ရဲ့အတွက်လေကြောင်းပြစ်ကိုလက်နက်ကြီးပြစ်ကိုဆက်မပြတ်ပေးနေတော့လေတော်လိုင်းမဟာမိတ်တပ်တွေကအဆက်မပြတ်ထိုးစစ်ဆင်နေစေဖြစ်ကြောင်း စတင်ပါလကနေအော်တိုဘာလကောင်ဒီနလတာတွင်စီရက်ရှင်ကတဖောင်ရင်တဲ့အသက်ပေးလူခဲ့ရကခြေလက်အင်္ဂါဆုံးရှုံးသူနှုန်းနဲ့တခြားတိကြိုက်တဲ့ရရှိသူခုနှစ်ဦးရှိကြောင်းသိရတယ်။အဆိုပါနလတာတိုက်ပွဲများတွင်ဂျပန်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေအပါဝင်စစ်သား26အရှင်ဖန်စီရရှိခဲ့ကြောင်းထို့ပြင်နိုင်ငံလန်အောင်တလျှောက်နဲ့မြေရှင်းလေးလှုပ်ဆောင်စဉ်လက်နက်ငယ်လေးလက်နဲ့အခဲများပြသိမ်းစီရရှိခဲ့ပါတယ်။လက်နက်ကင်လမ်းစဉ်ကိုဆွဲကင်လာကြပြီးတော့လက်နက်နဲ့ရန်သူကိုခုခံတိုက်ခိုက်ခဲ့ကြတာ၃နှစ်ကျော်၄နှစ်နီးပါးရှိခဲ့ပြီးတော့စစ်ရေးတွေ့ကြုံတဲ့တိုက်ပွဲတော်ကြုံနေပြီးတော့ စစ်တိုက်ခြင်းကြောင့်ဖြစ်လာတဲ့ပုတ်တိုင်မှုတွေတော်လိုင်းတက်ဖွဲ့ခြင်းချင်းကြောင့်ကြောင့်တွေ့ရအရာတွေကိုပြန်လည်သုံးသပ်ပြီးတော့ဆရာနာရှင်ကြာဆုံးမှုကိုတည်ပြီးပူပေါင်းစေခြင်းပါတယ်။နောက်ပြီးတော့ဆရာနာရှင်ကြာဆုံးဖို့အတွက်နောက်ထပ်နောက်ထပ်တော့အနောက်ဘွဲတွေမပါဘဲနဲ့ရိုးရှင်းစွာနဲ့ပဲတရားနဲ့တရားသဘောထားကြည့်ပြီးပူပေါင်းလှုပ်ဆောင်ကြဖို့တော်လိုင်းတက်ဖွဲ့တွေကိုကျွန်တော်အနေနဲ့အကြံပြုတိုက်တွန်းခြင်းပါတယ်။ကျွန်တော်အနေနဲ့လည်းဒီအမှုကိုကင်ဆယ်ပြောမှတတ်နိုင်ဆုံးတော့တော်လိုင်းတက်ဖွဲ့ရဲ့ချင်းချင်းပေါ့ယူသားနိုင်တယ်လို့ယူသားပြီးပူပေါင်းဆောင်ရတာရှယ်လို့စီတီအက်ရှူသတင်းနဲ့ပြန်ကြားတဲ့တောင်းရှိတဲ့စလိုက်ရိုးချင်းကပြောပါတယ် အေးဦးဆောင်တဲ့တွန်လိုင်းမဟာမိတ်တပ်တွေကငပန်းမြို့နယ်တွင်ရှိစစ်တပ်နဲ့ကပြားစကန်ကုန်ကိုအပီးတက်သိမ့်ပိုင်နိုင်ပြင်းတက်ဒုစစ်ဆင်နေပြီးကကင်းစကန်များစုသိမ့်ပိုင်ရရှိထားပြီးပြကြောင်းအေးကတင်ဝင်သတင်းထုတ်ပြန်ပါတယ်။ဆလာဘီတင်ဆက်ပေးမှာကတော့အပြစ်မြက်ခင်နောက်ဆုံးလာမှာ TNL ထိန်းချုပ်ဒေသများအတွင်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ49ဦးသေဆုံး80တောင်တရားရကနေ169လုံးပါဝင်များစွာပြင်းစီခင်ပြီးခဲ့အော်တိုဘာလအတွင်းတရနာလေထိုင်ကြောင်နယ်မြေမှာဂျပန်စစ်တပ်ရဲ့လေကြောင်းနဲ့ဒရုန်းပုံစံတိုက်ခိုက်မှုတွေကြောင့်တန်ကားတော်တွေပါဝင် ပြည်သူ၄၀ကျော်သေဆုံးခဲ့ပြီး82ယောက်ထိခိုက်ဒဏ်ရာခဲ့လို့ TNL ကနိုဝင်ဘာလတရနေ့မှာထုတ်ပြန်တယ်။သေဆုံးခဲ့တဲ့ပြည်သူ၄၀ကျော်အထဲမှာတန်ခါတော်၂ပါးနဲ့ကလေးစင်အောင်ပါဝင်ပြီးဒဏ်ရာရသူ82ယောက်ထဲမှာတန်ခါတော်၆ပါးနဲ့ကလေး26ပါဝင်ခဲ့တယ်။ဒါအပြင်နေအိမ်195လုံးစာတင်ကျောင်း၅ကျောင်းဖုန်ကြီးကျောင်း၇ကျောင်းကျောင်းစာ၉ဆောင်အစာအုပ်ကျောင်းကိုမင်းမြူရဲ့ကျန်တဲ့ကျန်ဆိုင်ကန်၅ကန်လက်ဖက်ဆိုင်ရုံတင်ရုံဆိုင်ကလေးစီးနဲ့ကားဆယ်စီးပုံထိပ်မှပြင်ဆင်ခဲ့တယ်။ စစ်ကောင်မရှင်တပ်ကကြောင်မဲမြို့နယ်ကိုဂျက်ဖိုက်တာနဲ့သုံးချိန်လောက်ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်တန်ကားနှစ်ပါးတရားရကဖုန်ကြီးကြောင်တကြောင်စုံစားဆောင်တဆောင်နဲ့အဆောက်အုံသုံးခုထိမှန်ပြင်ဆင်ခဲ့ပါတယ်။နမ်တူမြို့နယ်ကိုလည်း drone ကခုနှစ်ချိန်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၄ယောက်သေဆုံးပြီးကလေး၂ယောက်ပါဆန်း၂ယောက်တရားရခဲ့တယ်လို့နေ22လုံးစာတင်ကြောင်တကြောင်ဖုန်ကြီးကြောင်တကြောင်နဲ့ကြောင်ဆောင်ကြောင်ဆောင်ပြင်ဆင်ခဲ့ရပါတယ်။နောက်အပြင်မန်းတုံးမနှစ်ကြိမ်တည်းကြောင်တိုက်ခိုက်ခဲ့မှုကြောင့်အင်ချောင်းလုံးပြင်ဆင်ခဲ့တယ်လို့ဒီဘောမျိုးမှာလည်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသား၂ယောက်သေဆုံးက နေ24လုံးစာတင်ကြောင်းတစ်ကြောင်းဖုန်းကြီးကြောင်းတစ်ကြောင်းနဲ့အဆောက်အဦတစ်ခုတိမဲ့ပြင်ဆင်သွားတယ်လို့သိရတယ်။မိုင်းလုံးမြို့နယ်မှာလည်းစစ်တပ်ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ခါနှစ်ပါးနဲ့ကလေးသုံးအပောင်းဝင်ပြည်သူ15ယောက်တင်ဆောင်ပြီးနေ24လုံးဖုန်းကြီးကြောင်းတစ်ကြောင်းနဲ့ကျောင်းဆောင်တစ်ကျောင်းတိမဲ့ပြင်ဆင်ခဲ့တယ်။အလားတူမိုင်းကုန်းမြို့နယ်မှာလည်း Jet Fighter နဲ့၃ကြိမ်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူလေးယောက်သေဆုံးပြီးနေအိမ်ဆက်ရှင်လုံးဖုံးကြီးကြောင်တစ်ကြောင်၊ကျောင်းဆောင်တစ်ဆောင်နဲ့ဆိုင်ကံကံပြင်းစင်ခဲ့ပါတယ်။နမ်ဆန်မြို့နယ်မှာ Jet Fighter စစ်တပ်က၆ကြိမ်ပုံကျဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ယောက်ပါဝင်ပြည်သူ73ယောက်တင်ဆောင်ကနေ62လုံးအစာအုပ်နှုတ်စာတင်ကျောင်းနှစ်ကျောင်းလက်ဖက်ဆက်ရုံတရုံဆိုင်ကလေးစီနဲ့ကာကိုစီထိမှန်ပြက်စီးသွားခဲ့တယ်။နောက်အပြင်စစ်ကော်မရှင်ရဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်မိုးကုတ်မြို့နယ်မှာကလေးသောင်းနဲ့အမျိုးသားတယောက်တင်ဆောင်ပြီးမိုးမိတ်မြို့နယ်မှာလည်းကလေးနှစ်ယောက်အပါဝင်9ယောက်တင်ဆောင်ခဲ့လို့ဆိုထားပါတယ်။အထက်ပေါ်ပြပါစင်းညာ TNL နဲ့ Jeffet Center တို့ပြင်ခတ်ရဆဲခြင်းမပြုလုပ်ခင်နောက်ဆုံးအောက်တိုဘာလအတွင်းရတားပြတ်မှတ်ထားတဲ့စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုတွေပဲဖြစ်ပါတယ် PNL နဲ့စစ်ကော်မရှင်ကတရုတ်နိုင်ငံအကြောင်းဝင်မှုနဲ့တူကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုကိုတရုတ်နိုင်ငံကူမင်မျိုးမှာအောက်တိုဘာ29 28မှာပြုလုပ်ပြီးတဲ့နောက်မိုးကွန်းမြို့နဲ့မိုးမိတ်မြို့က TNL တပ်တွေပြန်လည်ဆုတ်ခွာမှာဖြစ်တယ်လို့စစ်တမ်းကလည်း TNL ထိန်ချုပ်နေမြေတွေကိုလေကြောင်းပုံကျခြင်းထိုးစစ်ဆင်ခြင်းပါဝင်အပြင်ခံရဆဲဖို့သဘောတူညီခဲ့ရပဲဖြစ်ပါတယ်။